ဘသူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းအချက်၄ချက်သီးခံနံပါတ်၁အစာသီးခံနံပါတ်၂စကားသီးခံနံပါတ်၃ပုံကိုသီးခံနံပါတ်၄နေရာသီးခံဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘသူနဲ့ဖြစ်ဖြစ်အစဉ်ပြေဘယ်နေရာမှာပဲဆစ်အစဉ်ပြေဘယ်အချိန်ပဲဖြစ်ဖြစ်အစဉ်ပြေအစာသီးခံရမယ် စကားသီးခံရမယ်။နေရာသီးခံရမယ်။ပုဂ္ဂိုလ်သီးခံရမယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့အစားတောင်ကြောင့်တတ္တဝါတွေအစားသီးမခံနိုင်လို့ဒုက္ခရောက်တယ်။ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရတယ်။အဲ့တော့အစားတောင်ဆိုတဲ့သဘောကလည်းပဲကိုရတာ哦စားကျင်တဲ့စိတ်ရှိလို့သာလင် စားလိုက်ရတယ်။ ဘလောက်ပဲကောင်းတဲ့အစားအသောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားအသောက်ပဲဖြစ်ပရိသတ်ဘိုက်ပြည့်ဘာရတာမှမရှိတော့စာနေတော့အရသာရှိတာတော့ဘလို့ပဲဖြစ်ဖြစ်ဘိုက်ပြည့်ရင်ပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့ဒါလေးစားနိုင်အောင်ကြိုးစားအစားအသောက်ကိုတိခန့်နိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အစဉ်ပြေတယ်တိခန့်တာအစားအသောက်လည်းတိခန့်တာဒုတိယတိခန့်ဖို့ကအစားပြီးတော့စကားကလည်းတိခန့်ရမယ် ကလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအဆင်ပြေခြင်းချိန်တိုင်းမှာအဆင်ပြေခြင်းဘသူနဲ့ပဲအဖြစ်ဖြစ်အဆင်ပြေခြင်းစကားသီးခံစကလုံးတွေသီးခံရတို့တွေအဲ့စကလုံးတွေလိုက်ခံစားတာဟောခက်ကြမ်းကြမ်းပြောလိုက်လို့ဆိုတော့အဲ့မကြားချင်တဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့တခြင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက် ော်ဒါကြောင့်မို့စကလုံးနေကိုတိခတ်နိုင်ရင်ချမ်းသာတယ်အစာတိခတ်ပါစကားတိခတ်ပါတတရားကနေရတိခတ်ပါနေရလည်းတော်ကြောက်เสียကောင်းတယ်ပြည်ဒီနေရမနေရလို့ဆိုတဲ့စိတ်ကလည်းပဲတတဝါတွေကိုအိတ်တော်မပြောဟိုအလုံးလုံးတည်းလူကြုံရကြုံတဲ့နေရမှာအိတ်ရတာဒါပေမဲ့ကိုတချို့ကြောင့်နေရလေးပြောင်းသွားတာနဲ့အိတ်မပြောနေရအပေါ်မှာဖြစ်တဲ့ attachment က တတော်ကိုပူလောင်ပူဆိုးတာကယာဒူးနေရာတွေမရလို့ဆိုနေရာတွေမှာတိုက်ခိုက်နေကြတာပူဆိုးယာဒူးလေးတိုးအောင် နေရာလေးရအောင် ဖားလိုက်ရတာလက်ထိုးရလိုက်ရတာဟိုတုန်းကဟိုတုန်းကဆိုအဲ့ဒီနေရာအကြောင်းပြဿနာတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့စွမ်းအားရှင်သိကောင်းပါပဲသတ္တဝါတွေကနေရာအပေါ်မှာဖြစ်တဲ့နေရာအပေါ်မှာตายရတဲ့ဒက်ရှမအာဝါဒမစ္စရီယာသိကြောက်စရာ နေရဖယ်ပေးရတာလဲတတ္တိပဲတတ္တိရှိမှနေရဖယ်ပေးရတာတတ္တိမရှိရင်နေရကိုတွေ့